ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွားမချမ်းကနေကြိုဆိုပါရစေ။ Real Madrid ရဲ့ဘက်ကတော့ပြီးခဲ့တဲ့ညတစ်လျှောက်လုံးစိတ်ဝင်စားတယ်ဆိုပြီးတော့တင်းနေတခြားထွက်ခဲ့တဲ့ McAllister ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးအခုဆိုရင်သူတို့စိတ်ဝင်စားမှုတွေဟာရော့ကျလာပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကပေါ်ပြလာတဲ့တင်းနေကျွန်တော်ရှိနေပါတယ်။ Real Madrid ကကွင်းလေကိုအမှန်ကန်အစားထိုးခြင်းနဲ့ဒါအပြင် Toni Kroos ရဲ့နေရာမှာဘောနောပြန်ပြီးတော့အစားထိုးဖို့နဲ့ပတ်သက်လို့သူတို့ကစားမတွေရှာနေရတဲ့အချိန်မှာ Alistair ကို တော်တော်လေးကိုစိတ်ဝင်စားခဲ့တာသူသည်မိုက်ကယ်လစ်စတာကိုယ်တိုင်ကအာဂျင်တီးနားရဲ့ကွင်းလယ်အတွက်လည်းအင်မတန်အရေးပါတဲ့ကစားမတစ်ယောက်ဖြစ်နေတယ်လို့လက်ရှိလီဗာပူးတင်းမှာဆိုလို့ရှိရင်လည်းပြီးခဲ့တဲ့ရာသီချန်ပီယံဖြစ်ခဲ့တုန်းကအများကြီးအရေးပါခြေစွမ်းပြနိုင်ခဲ့တဲ့ကစားမတစ်ယောက်ဖြစ်ခဲ့တာဒီတော့လီဗာပူးတင်းအနေနဲ့ပေါ့နော်ဒီလိုကစားမမျိုးကိုအရေးကြီးတဲ့ကစားမတစ်ယောက်ဖြစ်ကျွန်တော်မြင်ထားတယ်လို့ရီယယ်မထရီရဲ့ဘက်ကလည်းသူတို့အသင်းရဲ့ကွင်းလေကိုအစားထိုးဖို့ဆိုတဲ့ပုံစံမျိုးနဲ့အမှန်ကန်စိတ်ဝင်စားခဲ့တာ။ဒါပေမဲ့ဒီရာဒီမှာ အလစ်စတာအနေနဲ့အကောင်းဆုံးပုံစံသူ့စီကနေပြန်မမြင်ရသေးတော့ရီယယ်မက်ထရစ်အနေနဲ့ကစားမအပေါ်မှာစိတ်ဝင်စားမှုတွေရော့ချလာပြီးဖြစ်တယ်ဆိုပြီးတော့ report တွေကကျွန်တော်ဖော်ပြနေကြတာဒီနေရာမှာကစားမဖြစ်သူရဲ့ price tag နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့တော့ကတော့ဒီအလစ်စတာလိုကစားမမျိုးကိုရဖို့ဆိုရင် real metric ကပေါင်တန်း100ဝန်း euro တန်း100ဝန်းကျင်ဒီမှာပြီးသွားရနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ခဲ့တာဆိုတော့တန်း100လောက်ထိသုံးမဲ့အခြေအနေမျိုးဆိုရင် ရီယယ်မက်ထရစ်ကအခုလက်ရှိအလစ်စတာကို၃မှတ်အစာကျွန်တော်လက်ရှိပေါ့နော်ချယ်ဆီတင်ရဲ့အန်ဇိုဖာနန်ဒက်စ်တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကခရစ်စတယ်ပယ်လီစ်ရဲ့အဒမ်ဝါတမနုတို့ကစားမားတွေဒါအပြင်တန်ကြီးနေပြီးတော့မျောလင်းချက်အများကြီးပိုထားလို့ရတဲ့အစ်ဇက်အယ်ကမာတင်ရဲ့လူငယ်၁၈နှစ်ရွယ်ကစားသမားလူငယ်ကစားသမားလေးပေါ့နော်ကျွန်တော်တို့ကအဲဗာလဲကီစမစ်တို့လူကစားမားတွေကိုပဲခေါ်ဖို့အတွက်ရီယယ်မက်ထရစ်ဟာပို့ပြီးတော့အာယုံဆိုင်ကျူးပန်းလာပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားကြတာဆိုတော့ဟို26နှစ်ရွယ်အလစ်စတာဒီနဲ့ ပရီးမီးယားလေးမှာဒီလို performance မျိုးပြနေရဆိုတာမျိုးကကစားမကောင်းဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်နေပေါ့နော်။ဒါအပြင်ဒီကစားမရဲ့26နှစ်ဆိုတာမျိုးကအသက်ကြီးတဲ့အနေအထားမျိုးမှာရှိမနေသေးပါဘူး။ဆိုတော့ပရီးမီးယားလေးမှာလည်းအကောင်းဆုံးကစားမတွေကတယောက်ဖြစ်ထားတယ်ဘူးလေဆိုတော့ဒါ quality ကကျွန်တော်ကောင်းကောင်းခံမှန်းလို့ရတယ်။ဒီရာဒီမှာတော့သူတယောက်တည်းမဟုတ်ပေမဲ့လည်းပေါ့နော်။ Alistair ဟာယုံကန်နေရတယ်။အဲ့ဒီတော့ Real Madrid ကစိတ်ဝင်စားမှု ਨੇ ပါလာတယ်။ဆိုတော့ဒီချိန်မှာထွက်တဲ့အပြောင်းအရွှေ့သတင်းတွေဆိုတာမျိုးတွေကကျွန်တော်တို့ယတိပြတ်ပုံတည်မှတ်ယူဖို့အတွက် imminent ခင်းမှသေးတယ် ။ဒုတိယပြီးတော့ Real Madrid အနေနဲ့ကျွန်တော်ဒီကွင်းလင်မှာအစားထိုးဖို့လူတာမှန်ပြီမဲ့လေလို့ပေါ့နော်။ဒီလူကစားမမျိုးကိုမခေါ်ဘဲနဲ့အတမ်ဝါတမ်လို့လို့ခေါ်တာမျိုးတို့နော်အန်ဇူတို့လို့ခေါ်တာမျိုးဆိုဆိုတာတွေကလည်းဖြစ်နိုင်ကြီးကကျွန်တော်နေနေပေါ့နော်ဇီးကတတော်ကိုသုံးရမှာထားပါတော့အန်ဇူဖန်နန်ဒက်စ်ကိုခေါ်ဖို့ဆိုရင်အင်မတန်ခရင်ဖို့ရှိတယ်လို့အတမ်ဝါတမ်ကိုခေါ်ဖို့ဆိုရင်တော့ကျွန်တော်ဒါတန်ကြီးမြများပေးအားနိုင်မှုရှိတယ်ဝါတမ်ကတော့ရီယယ်မက်ထရစ်လို့အသင်းမျိုးကိုကျွန်တော်ဒါပြောင်းခွင့်ရမယ်ဆိုရင်ညင်းမဲ့ပလေယာမျိုးလို့ကျွန်တော်မထင်ဘူးဒါကြောင့်ကျွန်တော်နေနေရီယယ်မက်ထရစ်ရဲ့ကွင်းလယ် ကျွန်တော်အမှန်ကန်အားပြမှုကျူးပန်းနေတဲ့အချိန်ကြီးကစိတ်ဝင်စားမှုကောင်းလာပြီတကယ်လို့မြန်အလစ်စတာနီနဲ့ဘောနော်ခြေသွင်းနေပါတွေပို့ပြီးတော့ပြလာမယ်တကယ်ကောင်းတဲ့ performance တွေလည်းသူ့အနေနဲ့လုပ်ပြနိုင်မယ်ဆိုရင် Real Madrid အနေနဲ့ပြန်ပြီးတော့စိတ်ဝင်စားမလာနိုင်ဘူးလို့လည်းကျွန်တော်အနေနဲ့ပြောလို့ကမရပြန်ဘူးဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင် Real Madrid အနေနဲ့ဘောနော်ကျွန်တော်ကအလစ်စတာကိုခေါ်ဖို့အတွက်က ဟိုအရင်တုန်းကသူတို့ပြောထားတဲ့ယူရိုတန်းတရာတန်ကြီးတွေဘာတွေရှိတယ်ဆိုတော့အခုလက်ရှိခြေစွမ်းနေဆိုရင်စိတ်ဝင်စားမှုတွေ real ဘက်ကအမှန်ကန်ညော့နေလာပြီဆိုတော့ကျွန်တော်ကတော့လောလောတည်မှာ Ryan Gravenberch ကိုတိုင်ကလည်း Liverpool အတွက်အရေးပါနေတယ်လို့ပဲ Florian VS2 ဘာလို့ခြေသွမ်းမပြနိုင်နေတဲ့အချိန်မှာ Alistair နေနဲ့ပူကောင်းအောင်ကစားမယ်ဆိုရင်ကွင်းလေက Gravenberch နဲ့ပြန်တွဲနိုင်မှုတွေအဆင်ပြေလိမ့်မယ်လို့ထင်တယ်အဲ့ဒါဆိုရင် number 2မှာ Dominic Soboslai ပြန်ရောက်သွားပြီးတော့ဗောနော်အခုက ဆိုဘူဒလိုင်းနဲ့ကျွန်တော်ပေါ်တော့ဒီဆိုဘူဒလိုင်းနဲ့ဂရီဗန်ဘတ်ကအရေးပါဆုံးကစားမနှစ်ယောက်ဖြစ်နေတယ်လို့ Florian VS ကလည်းအရန်ကိုဈေးကြီးပေးပြီးတော့ဝယ်ထားတဲ့ player တယောက်ဖြစ်တဲ့အတွက် Alistair ကလည်းသူကရန်ခြေသွင်းမပြနိုင်ဘူးဆိုတော့နေရာပျောက်တယ်လို့ကျွန်တော်ဖြစ်နေတာဒါတွေကိုအချိန်တိုင်းတာတစ်ခုထိကျွန်တော်ကြည့်ပြီးလို့ရှိရင်တော့ဒါတွေပြန်ပြီးတော့ဟိုအစင်ပြေလာလိမ့်မယ်လို့ထင်နေပေါ့နော်ဒါကြောင့်လောလောဆယ်မှာ Real Madrid ရဲ့ဘက်ကတော့ Alistair ကိုခေါ်ဖို့အတွက်စိတ်ဝင်စားမှုဟာရော့ကျလာပြီပေါ့ဗျာ ဆိုညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲစုနေကြပါဦးเนาะဒီစနေနဲ့ပတ်နေပြီးတော့အားလုံးကိုကြည်ညိုများကြပါမယ်